ဟုတ်လားကွာကြတော့တီဗီရက်ကွာကျွန်တော်ကဒီက78ရက်ကွာအဲ့မဲ့သူလည်းဖြည့်ဦးတယ်ထင်တယ်ဟာလား तू 80မှာနေရဆိုတော့80မှာနေရဖြည့်ဦးတယ်ဆိုတော့စုံရောစုံကြလား तू ရဲ့ကျွန်တော်နေ့ကဟိုဟာမှာထနဲ့ကျွန်တော်ထနဲ့ထွက်ဟိုចောင်းသားဘုရားမှာတော့မစုံခဲ့ဘူးရက်ွက်ချင်းမတူတာလည်းပေါ့ကျွန်တော်က78 तू က87လောက်နေနော်မတွေ့ဘူးចောင်းသားဘုရားမှာမတွေ့ဘူးဒီကိုကျွန်းစီရောက်တော့မှဂျွန်လက်စီမော်ဒယ်ရောက်တော့မှစုံလာအဲဒီမှာတွေ့ကျွန်တော်တုံးနေတော့တက်ခဲ့တယ်ဘယ်ကြောင့်ထွက်လဲဆိုကျွန်တော်အတောင်ဘုရား အမကနှစ်ပေါ့ပြီးလို့ရှိရင်တော်တော်ကိုအထက်ကနှစ်ပေါ့ပြီးရင်ကျွန်တော်ဟိုဒီကြောင်းအထွတ်တော့ကျွန်တော်အလေတန်းကြောင်းကိုရောက်သေးတယ်အလကတ်1ရောက်ကောအဲကြောင်းအထွတ်တယ်ဒါကငုံငယ်စရာမဟုတ်ဘူးဗျာဒါလားကိုတက်ခဲ့တဲ့ကြောင်းရဲ့နမကြီးချင်းမကြီးချင်းအဲမျိုးစုံမျိုးတွေမှာရှိကြအရေးကိုမကြည့်ဘူးဘာမှဆက်စရာမလိုကိုတက်ခဲ့တဲ့ကြောင်းဘယ်ဘာမှဆက်စရာမလိုလို့ကျွန်တော်မြင်အဲ့ဟဲ့လားကျွန်တော်ကဒီ18ရက်ကွာအဲ့မဲ့သူလည်းဖြည့်ဘူးတဲ့ထင်တယ်ဟာလား သူ87မှာနေတယ်ဆိုတော့87မှာနေတာဖြစ်ဦးလဲဆိုတော့စုံဝန်းစုံကြလားသူတဲ့ကကျွန်တော်နေ့ကဟိုမှာထနဲ့ကျွန်တော်ထနဲ့ထွက်အဲဆရာဆရာချင်းအတူပဲဆရာ SB မိုးဆိုတာကျွန်တော်တို့ဆယ်တန်းနေကသင်ချဆရာသူ့ရဲ့ဆရာလည်းဟုတ်တယ်ကျွန်တော်ဆရာလည်းဟုတ်တယ်ဟိုတောင်းဟိုတောင်းတဲ့ဘုရားမှာတော့မစုံခဲ့ဘူးရက်ွက်ချင်းမတူတာလည်းပေါင်းဘူးကျွန်တော်78သူက87လောက်ပါနေနော်မတွေ့ခဲ့ကြဘူးမတွေ့တောင်းတဲ့ဘုရားမှာမတွေ့ခဲ့ဘူးဒီကိုကျော်စီရောက်တော့မှဂျွန်လက်စီမော်ဒယ်ရောက်တော့မှဆုံးလား အဲ့တော့ကျွန်တော်အလုံးကိုစားပြပြီးတော့တော့မသေးဘူးဗောနော်တက်ပြတေးကြတာကျွန်တော်ကဂုံယူတယ်ဗျာဘာပြောဟိုကျွန်တော်တို့စတက်တော့ဒီကြောင်လေးမတက်တော့ဒါတော်တော်မြုတ်တယ်ဗျာဒီတော့မလဲခွင်းနေပဲရှိသေးဘာမှမရှိဘာမှလည်းမတို့တတ်ဘူးတော်တော်လေးဟိုကျွန်တော်တို့ model လုတ်တဲ့အချိန်အထိကိုပဲတောင်တကုံဆိုတက်စီသမားတွေကမလိုက်ချင်ဘူးမြောက်တကုံဆိုရင်မလိုက်ချင်ဘူးအာကျွန်တော်တို့မြောက်တကုံဘယ်သွားမလို့လဲဆိုတက်စီတစီထိုးရလဲတော့ကျွန်တော်တို့မှာထားပါတော့အဲ့တော့ကျွန်တော်တို့ကားကျွန်တော်မှာကားလည်းမရှိဘူးကားမရှိတော့ကျွန်တော်ဟို model show သားရှောက်လို့ရှိရင်ကျွန်တော်တက်စီနဲ့သွားတာ ြီးရစီရိုနာမှာရှိုးရှောက်တယ်ပဲဆိုတာစီရိုနာထိတ်ကလည်းကျွန်တော်ဟိုမြတ်ရှင်သာထိတ်ကိုကျွန်တော်တက်စီထွက်ငားရတယ်ဆိုလို့ရှိရင်တက်စီတွေရက်ပြီးပြီးညီတွေဘယ်သွားမလို့ဆိုတော့ကျွန်တော်တောင်းတကုန်းဆိုဥူးသောမောက်ထတော့မလိုက်ရဲကြအောင်ဆိုတော့နောက်မြောက်တကုံဆိုလည်းမလိုက်ရဲဘူးနောက်လည်းကြာတဖြည်းဖြည်းနဲ့မြောက်တကုံကဘာဖြစ်လဲကျွန်တော်တောင်းတကုန်းဆန်တိုးတက်လာတိုးလာတော့ကျွန်တော်မှမြောက်တကုံနားပါပဲကျွန်တော်လည်းအရင်ဟုတ်ရင်တော့မြောက်တကုံမှာနေရတယ်ဒါပေမဲ့အခုဟိုတောင်းတကုံမှာနေရင်မလဲကျွန်တော်စိတ်မှာဘာဖြစ်လဲဆိုတော့ကို့မျိုးကကိုကိုဒီတောင်တကုံနဲ့ပတ်သက်လို့လေကျွန်တော်ကမခံနိုင်သေးရှိတယ်အဲ့မှာကျွန်တော်မြို့မှာထွက်ပါတယ်ဗျာပေါ့ဟိုမှာအဲ့မှာအနုပညာသမားလာဒါမှမဟုတ်လို့ရှင်လဲဟို ဟိုဆိုင်းဆရာကြီးလက်ထွက်ပါတယ်ပကြီးဆရာကြီးလက်ထွက်ပါတယ်ဟုတ်ဟုတ်ကြည်တော်တို့ဆိုလည်းဆရာဟုတ်တယ်ဆရာကြည်တော်တို့ဆိုလည်းဒီရပဲနောက်ဒီရမိုးဆရာဒီရမိုးတို့ရှိတယ်ဗျာဟုတ်လားအဲရင်းကြီးမှုတက္ကသိုလ်ရှိတယ်ဗျာဟုတ်လားဘာပြောကျွန်တော်မြို့ပါလကုန်းဆရာကြီးရှိပါတယ်ဆိုတော့ပြောချင်တာဟိုကိုတက်ခဲ့တဲ့အကြောင်းတွေကိုနေခဲ့တဲ့မြို့ရွာတွေကဟိုစင်းရတာတွေနှုံချတာတွေဟဲ့လားမပြည့်စုံတာတွေအဓိကမဟုတ်ပါဘူးအဲ့ရနေလဲစူးစမ်းစူးစမ်းတဲ့လူတွေထွက်ပါတယ်အဲကျောင်းတော့ဘယ်လိုပြောမလဲကျောင်းတက်တာပြင်းနေတယ်ထင်ပါတော့မပေါ်ဘူးကျွန်တော်ကျောင်းတက်တာပြောတယ်ကျွန်တော်ကဟိုဘယ်လိုပြောမလဲ ဘယ်လိုအခြေအနေမျိုးမှမဆိုးလေလက်ခံတတ်တဲ့စိတ်ငငယ်လေးရရှိတယ်ဘယ်လိုအခြေအနေမျိုးမှသူကျွန်တော်ပြောပြောတယ်ဟိုငယ်ဘဝမှာကျွန်တော်အိမ်မှာနွားတွေအများကြီးနဲ့ဘဲတွေအများကြီးမွေးထားတဲ့အဲ့နွားချံမှာနေခဲ့တယ်ကကျွန်တော်အဲ့ဘဝကိုကျင်းတတ်တယ်ကျင်းတတ်လို့လေအခုလိုအင်တာဗျူးမှာကျွန်တော်တရားဝင်ထည့်ဟိုလေပေါ်တင်ထည့်ပြောတာဆိုအဲ့ဘဝကိုလေကျွန်တော်ကျင်းတတ်ခဲ့တယ်ဒီတောင်တကုန်အထအမကနှစ်လေးလို့လူเจ้าလေး ဒါဆို international school လည်းမဟုတ်ဘူးတကယ်နာမည်ကြီးကျောင်းလည်းမဟုတ်ဘူးမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တကယ်ဒီကျောင်းလေးမှာအမကန်နှစ်တောင်တကုံမှာတက်ခဲ့တာတကယ်မှန်လားဖြစ်တဲ့ကြောင့်ဒီနေ့ဒီစကားပြောရတာလည်းကျွန်တော်ကြည်ကြည်နက်နက်နဲ့ရေးရေးချင်းပြောရဲတယ်ဂုံယူဝင်ကြွားစာပြောနိုင်တယ်ဆိုလိုတာကလေတခါတရံကျရင်ကျွန်တော်တို့တွေကဘဝမှာနာမည်ကြီးတဲ့ကျောင်းတွေဟိုတကယ် international school တွေမှာတက်ခွင့်ရကြင်တာပေါ့ဟာလာရပူးကြင်တာပေါ့ဒါပေမဲ့အဲ့လိုတက်ခွင့်မရတဲ့အပေါ်မှာလည်းမရတဲ့အပေါ်မှာဘလို့မှမနေဘူးအဓိကကျောင်းနာမည်ကြီးဖို့မဟုတ်ဘူးဗျာကျောင်းဟိုကျောင်းနာမည်ကြီးကျောင်းက ဟိုထွက်ဖို့မဟုတ်ဘူးကိုနာမည်ကြီးဖို့သို့မဟုတ်ကိုအောင်မြင်ဖို့သို့မဟုတ်ကိုလေလူအဖွဲ့အစည်းကိုကိုအချိုးပြနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ပဲအရေးကြီးတယ်လို့ကျွန်တော်အဲ့လိုမြင်တယ်ဆိုတော့လေဘဝရဖြတ်သန်းခဲ့တဲ့အချိန်တိုင်းကိုကျွန်တော်ဂျင်းတတ်တယ်ဘာလေးတွေပြန်တတိယလဲဆိုတော့သူတို့အဲ့ចောင်းသားဘဝကိုသူတို့ဂျင်းဂျင်းနဲ့နဲ့ဖြတ်သန်းစီခြင်းနဲ့စိတ်ကလေးတွေဖြစ်တယ်တချို့ဆိုလို့ရှိရင်ကိုတက်ခဲ့တဲ့ចောင်းကနာမည်မကြီးဘူးကိုတက်ခဲ့တဲ့ចောင်းအဲ့လိုပေါ့မြို့ဆောင်ကျွန်တော်တို့လိုမြို့အဆောင်အဖျားမှာတက်ခဲ့တဲ့ចောင်းလို့ရှိရင်လူရှိသူရှိမှာထုတ်မပြောရဲဘူး တချို့တွေရရှိတယ်ဥပမာထားပါတော့ဥပမာ तू ကစိန်ဘောကထွက်တယ်လို့ဟိုကဘယ်ကထွက်တယ်လို့ तू ကတော့စိန်အော်ကက်စထရာထွက်တယ်လို့ပြောတယ်တငငယ်ချင်းတွေကြားမှာမင်းကဘယ်ကြောင်းထွက်တာလဲလို့မေးလို့ရှိရင်တချို့သူလို့ရှိရင်ရွှေချောင်းတခြားကြောင်းတွေလျှောက်ပြီကျွန်တော်အစောကြီးတပေါ်တယ်ပဲကျွန်တော်ဘယ်ကြောင်းထွက်တာကျွန်တော်တငငယ်ဆိုလေစိန်ဘောကြောင်းသားတွေအများကြီးပဲလေအများကြီးပဲစိန်အော်ကက်စထရာတငငယ်ချင်းတွေဆိုလေအများကြီးပဲဒါပေမဲ့လည်းဘယ်ကြောင်းထွက်လဲဆိုကျွန်တော်အတောင်တကောင်အမကနှစ်ပေါ့ပြီးလို့ရှိရင်တောင်တကောင်အထက်ကနှစ်ပေါ့ပြီးရင်ကျွန်တော်ဟိုကဒီကြောင်းထွက်တော့ကျွန်တော်အလေတန်းကြောင်းကိုရောက်သေးတယ်အလာကတ်တက်ရောက်ကောအဲကြောင်းထွက်တယ်ဒါကဂုံငယ်စရာမဟုတ်ဘူးဗျာဒါလားကိုတက်ခဲ့တဲ့ကြောင်းရဲ့ နာမည်ကြီးခြင်းမကြီးခြင်းအဲမျိုးစုံမျိုးမှရှိတယ်အရေးကိုမကြည့်ဘူးဘာလို့လဲဆိုတော့ဒါကိုเจ้าအဆောကားသလိုလေးဖြစ်တယ်လို့ကိုယ်အစာတင်ပေးတယ်ကိုယ်ပညာတင်ပေးတယ်ဆရာဆရာမတွေဟိုမြစ်တာကိုလည်းဆောကားသလိုပဲအဲ့တော့ဘာမှဆက်ဆံမလို့ကိုတက်ခဲ့တဲ့အကြောင်းဘယ်ဘာမှဆက်ဆံမလို့လို့ကျွန်တော်မြင်ဟုတ်ကျွန်တော်ဆိုလဲဒါဟိုကျွန်တော်သမီးလေးတယောက်မွေးလာတော့ကျွန်တော်တက်ခဲ့တဲ့အကြောင်းတွေထပ်ပို့ပြည့်စုံတဲ့အကြောင်းမှကျွန်တော်ထားခြင်းနဲ့ထားလဲထားတာပေါ့နော်ထားလဲထားခဲ့တယ်ဆိုတော့အခုခေတ်ကျတော့မိဘတွေကလည်းပညာရေးမှာမြုပ်နှံတင့်တယ်ဆိုတာကိုလေကျွန်တော်တို့ထပ်ဟိုကျွန်တော်တို့ခေတ်တော့မိဘတွေကလည်းမသိလို့မဟုတ်ဘူးပြသိတယ်ဒါပေမဲ့ကိုကိုနိုင်အောင်မှာတောင်တကုံမှာနေတဲ့ဟာမှာ ီနှစ်တန်းចောင်းသားလေးတယောက်ကိုဘယ်ဘယ်မျိုးတခြားမျိုးကြီးမှာသွားထားလို့မမရတာကို့မျိုးမှာရှိတယ်ကို့မျိုးနဲ့မှာရှိတယ်ចောင်းမှာပဲထားမှာပေါ့နော်ဆိုတော့အခုနောက်ပိုင်းကျတော့မိဘတွေကဘာပြောပြောဒီဟိုကိုသားသမီးနဲ့ပညာရေးနဲ့ပတ်သက်လို့ရှင်အဲ့လိုကိုသားအစားအသောက်အနေထိုင်ကိုချိုးကြလိုက်မယ်ကလေးတွေကိုចောင်းကောင်းကောင်းထားတော့ဘာပြောတာကောင်းတော့ပါဗျာတလားမိုက်တော့ပါ